မင်္ဂလာပါခလေးတို့ရေဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးကတော့69မိတာစုဟိုးရှိရှိတော့ငါလောကကြီးတစ်ခုလုံးကိုပိုင်ဆိုးထားတဲ့ဘုရင်ကြီးတစ်ပါးရှိတဲ့ဘုရင်ကြီးဟာအရာရာကိုပိုင်ဆိုင်ထားပေမဲ့လေသူရဲ့အလူဆန္ဒတွေကတော့မပြေဝပါဘူး ျော်ပွဲရှင်ပွဲတွေညဆောင်စားပွဲတွေကိုကျင်ပခဲ့ပြီးမယ်လေသူဟာမပျော်ရှင်ခဲ့ဘူးတပူဟာဘာဖြစ်လို့မပျော်ရှင်မှန်းအလို့မကြမှန်းမသိပဲဘယင်ကြီးဟာစိတ်ရှုပ်ထွေးနေခဲ့တာပေါ့တနေ့မှာတော့ဘယင်ကြီးမနဲ့ဆော့ဆော့ထားပြီးနန်းတော်တဲ့လက်ပတ်ကြည့်ရှုခဲ့တယ်စပိုးဆောင်ရောက်မှာ ပျက်ပျော့ရွှေရွှင်ချင်းကြီးနေတဲ့အတန်ကိုဘရင်ကြီးကြားလိုက်မိတယ်။ဒါကြောင့်အတန်လာရာနောက်ကိုလိုက်ကြည့်တော့စပုံမူတယောက်ဟာ တချင်းတညီကြီးနဲ့ချက်ပြုတ်နေတာကို တွင်လိုက်ရတယ်။စဖို့မူရဲ့မျက်နှာပေါ်မှာလဲပျော်ရွှင်မှုတွေထင်ရှားလွနေတာပေါ့။ဘယင်ကြီးကတအံ့တအောနဲ့စဖို့မူကို ာကြောင့်ဒီလောက်တောင်ပျော်ရှင်နေရတာလဲလို့မေးလိုက်တယ်။ဒါကြောင့်စပူမူကအရှင်မင်းကြီးကျွန်တော်မျိုးဟာ စပူမူတူးတာဖြစ်ပေမဲ့ကျွန်တော်မျိုးရဲ့ဇနီးသားသမီးတွေကိုတော့ကျွန်တော်မျိုးတတ်နိုင်တယ်လို့ပျော်ရှင်စေပါတယ်။ကျွန်တော်မျိုးတို့တိတ်မြတ်ဆဆမလိုပါဘူး။ နေဖို့တဲအိမ်တလုံးရှိမဲဘိုက်ထဲမှာအဆရှိမဲဆိုရင်လုံလောက်ပါပြီအိမ်ကိုကျွန်တော်ယူပြန်လာတဲ့ဖြစ်စီသတိမမွားလေးတွေပဲအရာမဆိုကျွန်တော်မိသားစုရဲ့အလို့ကိုပြည့်စီပါတယ်ဒါကြောင့်ကျွန်တော်မျိုးမိသားစုတွေပျော်ရွှင်လို့ကျွန်တော်မျိုးလည်းနေတိုင်းဒီလိုပျော်ရွှင်နေရတာပါ စပူမူးဟာဘယင်ကြီးကိုဒီလိုဖြေလိုက်တာပေါ့စပူမူးပြောတဲ့စကားတွေကိုကြားပြီးဘယင်ကြီးဟာအမတ်ကြီးနဲ့တိုင်ပင်ဆွေးနွေးတော့တယ်အမတ်ကြီးရေငါဟာလောကမှာလူတိုင်းတိုင်ရပြီမဲ့စီးစိမ်ဥစ္စာတွေပေါများနေပြီမဲ့ငါနေ့တိုင်းမပျော်ရွှင်ရဘူး ငါအနေနဲ့ပျောက်ရွှင်မှုတွေကင်းမဲ့နေတယ်လို့ခံစားရတယ်။ဒါပေမဲ့ငါစဖို့ဆောင်ကစဖို့မှုကတော့ဒီလိုမဟုတ်ဘူးကွ။ငါရဲ့ခြေကျုံဖြစ်ပေမဲ့ငါလောက်လေပစ္စည်းဥစ္စာမချမ်းသာပေမဲ့သူဟာနေ့တိုင်းပျော်ရွှင်နေရတယ်။သူ့ရဲ့ပျော်ရွှင်မှုတွေကလည်းသူ့ရဲ့မျက်နှာမှာထင်ဟန်လို့နေတယ်။ဒါကဘာကြောင့်ပါလဲအမတ်ကြီး။ ီတော့အမတ်ကြီးကအရှင်မင်းကြီးဒီစဖို့မူက69မိသားစုမဖြစ်သေးလို့ပါဒီလိုဖြေလိုက်တာပေါ့ဘယင်ကြီးကတအံ့တော်နဲ့69မိသားစုဆိုတာပါလေဒီလိုတိလိုစိတ်နဲ့အမတ်ကြီးကိုမေးလိုက်တယ်69မိသားစုဆိုတာ ဘယင်ကြီးသိချင်ရင်ဒီလိုလုပ်ပါပထမဆုံးအထုတ်တထုတ်တဲမှာငွေပြန်69ဈေးကိုထဲပြီးစပို့မှုရဲ့အိမ်တကားဝမှာသွားချထားလိုက်ပါဒီလိုဆိုရင်69မိသားစုအကြောင်းအရှင်မင်းကြီးအမြင့်ဆုံးသိလာပါလိမ့်မယ်အမတ်ကြီးအကြံပေးတဲ့အတိုင်းဘယင်ကြီးဟာငွေထုတ်တဲမှာ ငွေပြား69စီကိုထည့်ပြီးစပူမူရဲ့အိမ်တကာဝမှာချထားလိုက်တာပေါ့အိမ်ပြန်လာတဲ့စပူမူဟာအိမ်တကာဝကအထုပ်ကိုတွေ့တာနဲ့တီလူစိတ်ပြင်းပြပြီးအထုပ်ကိုဖြည့်ကြည့်လိုက်တယ်ထဲမှာငွေကြီးတွေကို တွေးတော့ဝမ်းသာအားရအော်ပါတော့တယ်အလိုလေးငွေတွေဒီလောက်များတဲ့ငွေတွေ စပေါ်မူကအထုပ်ကိုစပွဲပေါ်ဖြည့်ချပြီးငွေတွေကိုစပြီးရေတွက်တော်တယ်။ဒဇင်းနှစ်စီးကနေစပြီး99စီးဒီရေတွက်မဖြစ်နိုင်ဘူးဆိုပြီးငွေတွေကိုသူဟာထက်ပြီးထက်ပြီးရေတွက်ပြန်နေ။ဒါပေမဲ့သူဘလို့ပဲရေတွက်ရေတွက်ငွေပြားကတော့99စီးပဲဖြစ်နေတာပေါ့။ စဖို့မူရဲ့စိတ်တွေ ရှုပ်ထွေးစာပြုတ်လာတယ်။ဟာ69စီဘလုံးမမဖြစ်နိုင်ပါဘူး။တွင်ငွေတောက်တယ်ကိုဘသူကမှ69စီပဲထည့်တော့မှာမဟုတ်ဘူး။ကျန်တဲ့ငွေပြားတစ်စီပဲရောက်သွားပြီလေ။ဒီလုံးနဲ့ငွေပြားတပြားကိုစပြီးရှာဖွေပါတော့တယ်။အိမ်ထဲအိမ်ပြင်မကြံရှာတယ်။ ခြံဝင်းနဲ့လေးရှာတယ်။စပူမူဟာပင်မန်းနွဲ့နေတဲ့အထီရှာတာပေါ့။ဒါပေမဲ့သူဟာငွေပြားတပြားကိုရှာမတွေ့ခဲ့ဘူး။သူမျောလင့်ချက်တွေမဲ့လာတယ်။စိတ်ထင်းမှလည်းမပြုတ်ရွှင်တော့ဘူး။ငွေတပြားကိုမနှက်ပြန်ထက်စူးစားရှာမယ်လို့သူဆုံးဖြတ်လိုက်တယ်။ဒါမှသူ့ငွေပြားတွေတရပြည့်မှာပေါ့။ စဖို့မူကြီးဟာဒီလိုနဲ့ညကငွေတပြားရှာရတဲ့ဒန်းကြောင့်နောက်တနည်းမနဲ့မှအဲ့ရထားနောက်ကျခဲလို့သူ့ရဲ့စိတ်တွေဟာမပြုံမရှင်ဖြစ်နေတာပေါ့သူ့ကိုဘာဖြစ်လို့မနှိုးတာလဲဆိုပြီးဇနီးနဲ့သားသမီးတွေကိုသူအောင်းငောင်းမိတယ်ငွေတပြားရှာဖို့သူ့ရဲ့အချိန်တွေထိခိုက်ကုန်ပြီလို့ဆိုတယ် စပိုးဆောင်ကို သူအရင်စလိုရောက်လာခဲ့တယ်။သူပုံစံဟာခတိုင်းလိုပြပြရွှေရွှင်ဖြစ်မနေဘူး။နေ့တိုင်းတချင်းတညင်းကြီးနဲ့အလုံးလုံးနေကြစပိုးမူးဟာတချင်းတွေလည်းမငီးနိုင်တော့ဘူး။ခေါင်းငုပ်ပြီးအလုပ်ကိုပဲတိုင်ကြောင်လုပ်နေခဲ့တယ်။ဒီအဖြစ်ပြက်အားလုံးကိုပရင်ကြီးကတတိန်လေးအကဲခတ်နေတာကိုတော့သူသတိမထားနိုင်ဘူးပေါ့ ကယ်ခတ်တဲ့စားတကယ်လေးစောက်ကြည့်နေစပူမှုအချင်းနေဘလို့ရှိလဲဘယင်ကြီးကချောင်းကြည့်နေတာဒီတော့အမတ်ကြီးဟာဘယင်ကြီးရဲ့အနာကိုရောက်လာပြီးအရှင်မင်းကြီးဒီစပူမှုဟာ69မိသားစုတည်းလုံးဝဝင်ရောက်လာပါပြီလို့ဖြေတယ်ဒီတော့မာဘယင်ကြီးဟာလည်းပညာရှိအမတ်ကြီးပြောတဲ့69မိသားစုဆိုတာကိုသဘောပေါက်သွားတယ် 69မိသားစုဆိုတာသူတို့ဘလောက်ပဲပိုင်ဆိုင်ထားတဲ့အတိုင်းမပြေဝါတက်တဲ့သူတွေဖြစ်တယ်။သူတို့ဟာအဲ့ဒီထပ်ဖြည့်မဲ့ငွေကြေးတပြားအတွက်အလုပ်တွေကို နေမနာညမအားလုပ်ကြတယ်။ရာပြည့်မဲ့သူတို့ရဲ့လုံအင်ဆန္ဒအတွက်ပင်ပင်မမဲအလုပ်လုပ်ကြရတာပေါ့။ရှားပြေးနိုင်ဖို့တစ်ကို အားကုန်ခန်းနဲ့ဒီရှားဖွေပြီး ပျော်ရွှင်ခြင်းတွေနဲ့ကျမရွေးတွေဆွတ်လွတ်တဲ့လူတွေဟာ69မိသားစုတွေပဲဖြစ်တယ်။တကယ်တော့ပညာရှိအမတ်ကြီးဟာဘယင်ကြီးရဲ့အတော်မကနိုင်တဲ့လူချင်းတမတ်မှုတွေကြောင့်စိတ်မပျော်မရှင်ဖြစ်နေရကြောင်းကို ပြချင်တာကြောင့်စပေါ်မှုမိသားစုကိုဥပမာပေးပြီးပြသလိုက်ရခြင်းဖြစ်ပါတယ်ကွယ်။ လေးတို့ရေပုံမြင်လေးရတော့တာပါပဲနော်အဥ္စပစ္စည်းရဲ့တရားပုံတစ်ပုံနဲ့ပျော်ရွှင်ခြင်းကိုဝင်နိုင်ရင်ဒါထိုက်တန်ပါတယ်ဒါပေမဲ့အဥ္စပစ္စည်းတစ်ပုံ အတွက်ပျော်ရွှင်ခြင်းနဲ့လဲတာကမထိုက်တန်ပါဘူးကွယ်ဒါကြောင့်ကလေးတို့အနေနဲ့လေကိုယ့်ရဲ့မိသားစုကို69မိသားစုအပြစ်မခံကြပါနဲ့နော် ဒီနေ့တော့ဒီလောက်ပါပဲကွယ်